သူကတော့ကျွန်တော်ကိုကြောက်ပါတယ်သူကတော့ကျွန်တော်အဲကြောက်ရဆိုတော့သူကအဲကျွန်တော်အလုံးလိုက်တယ်ပေါ့အလုံးလိုက်တဲ့ခါကျတော့သူကျွန်တော်ဖြစ်ချင်တဲ့အတိုင်းပဲသူအနောက်ကနေပြီးတော့အကောင်းဆုံးလိုက်လုပ်ပြီးအခုအများကြီးတော့ဒီကကျတော့ဒါကျွန်တော်တို့အမြဲတမ်းဟိုအလုပ်ပုံမှာပဲဖြစ် personal ကိစ္စအဖြစ်အမြဲတမ်းကိုယ်ကိုယ်တိုင်ခုနကကျွန်တော်ပြောလို့ပြောပဲကျွန်တော်ကိုယ်တိုင် note ပေးလို့ပြန်ပြန် note ပေးရအောင် ကျွန်တော်သူ့ကိုဘယူဆိုင်ပေးလို့အရင်ကဘယူဆိုင်ပေးလို့အဲ့ခါကျလို့ရှင်ကဘီနာလူတွေလည်းမရဘူးကျွန်တော်တို့ကြောင်းနေကြောက်ဟိုအလုပ်တဘောဆိုတာအထက်ကျွန်တော်တို့ကြောင်းနေကြောက်ဘာတွေလိုအပ်လဲဆိုတာဖြည့်စင်ပေးရင်လည်းဟောပုံစံနဲ့ဒီကျွန်တော်တို့ပြောမယ်မိသားစုဝင် relationship လေးဖြစ်သွားတဲ့ခါကျတော့လေအာသူကိုယ်တိုင်လည်းဟိုကျွန်တော်မကောင်းဆိုလည်းပြောကြတယ်ကိုကျွန်တော်ဘီနာမှာနေနိုင်ပါမလို့လေနော်ဟိုဆိုတော့သူမကောင်းဆိုလည်းကျွန်တော်လည်းကြားရလက်တွဲနေတာကျွန်တော်တယောက်ဒီတိုင်းပဲနှိမ့်နိုင်နေတယ်ပဲအဲကျွန်တော်တို့အလုပ်တစ်ခုလုပ်ကြတာ ါပဲ။ဒီနေ့ကရှေ့ Beauty Palace ရဲ့ဒါလုံဆိုင်မင်းအောင်ဖွင့်ပွဲပေါ့နော်။အာဒီအမားဒီဆိုင်ရှင်အကိုရင်းမရနေလေဒါအမားတို့ကမုံနေလေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲဒီမှာလာပြီးအကုန်ပြီးဖြစ်တာပေါ့။ဒါဒီဆိုင်မတက်ခင်ကလေးကလည်းအမားတို့နဲ့ကကြတော့ အရင်ကတည်းကရင်းနှီးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တတိယမဆုံးတော့လည်းကြာပြီဆိုတော့အဲဒါကြောင့်အဲဒီမှာကျတော့ခုနောက်တော့အရင်ကနေထွက်ခွာနေရတော့အမအောင်ပြောခဲ့လက်ကငွေတက်တယ်ထိုးဖို့အတွက်ကိုပို့ဝင်တယ်ဘာမို့ကျွန်တော်လုံးမမဟုတ်အမအောင်လုပ်ပြီးပါအမအောင်လုပ်ပြီးပါကျွန်တော်တော့ဘာမှမလုပ်ချင်ဘူးတိုင်းလေးပဲကောင်းတယ်လို့ထင်ပါမယ်။အဲဒီမှာဆိုရင်ကျွန်တော်တို့ဒီကောင်းစားခြင်းဆိုတော့เนาะဒီ ခဲလို့ဖို့အတွက်ဒါကလာပါဆိုင်ရတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့အဲဒီမှာရန်ကုန်မှာဆိုရင်လည်းနှစ်ဆိုင်ရှိတယ်ပြီးတော့ရှင်တော့ကျွန်တော်မော်လမြိုင်မှာလည်းနှစ်ဆိုင်ရှိတဲ့အတွက်ကြောင့်မလို့လာရောက်ပြီးတော့ရှေ Beauty Palace မှာလာပြီးတော့ဆန်ကြီးပို့တယ်ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ကဲ့ချမ်းမြေစေချောင်းကကျတော့ကျွန်တော်တို့မဟာနေပြီးတော့ရိုက်ကုန်တယ်ပြီးလို့ရှိရင်တော့ဒါနေမကြီးဝှထုလည်းဖြစ်တယ်ပြီးလို့ရှိရင်တော့ဒရိုက်တာမကြီးရှင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ အဲဒီဇယ်လပိုင်းထဲမှာကျွန်တော်စတင်ပြောရတဲ့ဖြစ်နေတယ်အဲပရိသတ်တွေတချို့ပရိသတ်တွေကကျွန်တော်တိပိတာတိတယ်ဝတ္ထုဘက်ပိတာပရိသတ်တွေနော်ဒီဝတ္ထုပေါ်မှာကျွန်တော်တို့ထပ်ပြီးတော့ဒီစံရင်ထဲမှာအလုံးတွေချမ်းမြေကြမယ်နော်ဆိုတော့အဲကျွန်တော်ဒီကားလေးရိုက်ဖို့ရှိတယ်ပြီးလို့ရှိရင်တော့ ကျွန်တော်အခုလက်ရှိမှာကျွန်တော်ဒါအောင်တီးသုံးလုပ်ရင်းနဲ့မဟာနဲ့ပူပေါင်းပြီးတော့ကျွန်တော်တစိမ်းဆိုဇလန်တွေကျွန်တော်လည်းကူညီပါတယ်အဲဒီကားပြီးွားလို့ရှိရင်တော့တစိမ်းပြီးွားလို့ရှိရင်ကျွန်တော်ချမ်းမြေ့စေချင်တယ်ဖြစ်မှာကျွန်တော်တို့အများကြီးကျွန်တော်တို့ကျွန်တော်တို့အများကြီး ready လုပ်ထားတယ်ပေါ့နော်အဲခုသွားချင်တဲ့ခါကျလို့ရှိရင်တော့ကျွန်တော်တို့အကြောင်းအကြောင်းမဖြစ်တာလည်းအများကြီးရှိတဲ့ခါကျတော့အဓိကကိုယ့်ကိုယ်ပဲအများကြီး ready လုပ်ထားတယ် အဲဒီ ready လုပ်တဲ့အပေါ်မှာမှကိုယ်စီကရောက်လာတဲ့အခွင့်အရေးတွေအဲပြီးလို့ရှိရင်ရောက်လာတဲ့ဒီအမှုပညာရဲ့အပေါ်မှာအရင်ကနေမတူအောင်ကိုယ်တို့စူးစမ်းမယ်ကိုယ်တို့ရဲ့ effort ထည့်မယ်ပေါ့နော်ဒါတွေပဲကျွန်တော်အမြဲတမ်းပြုပြင်နေပြီးတော့လို့ရှိရင်ကျွန်တော်အဲ character တွေမထပ်အောင်ပေါ့ဆိုတော့ကျွန်တော်တို့ယောက်ျားလေးတွေကြတော့ဒီအဝတ်စားပိုင်းရစားနည်းနည်းပြောင်းရတာနည်းနည်းခက်တယ်လို့ထင်တယ်အဲဒါကြောင့်အဲကျွန်တော်အခုဆိုရင်လည်းဒီကိုယ့်ရဲ့ physical ရောပါတော့ ချာလေးတကားနဲ့တကားကိုဆိုစတိုက်ဖြစ်နေတဲ့ခါကြောင့်အရှိကားနဲ့နောက်ကားနဲ့ထပ်နေမှာဆိုလို့ဒီချာလေးပြင်ဆင်ပြီးတော့စဉ်းစားနေရသူကတော့ကျွန်တော်ကြောက်ပါတယ်သူကတော့ကျွန်တော်အဲကြောက်ရစွာသူကအဲဘယ်လိုလဲကျွန်တော်အလိုလိုက်တယ်ပေါ့အလိုလိုက်တဲ့ခါကျတော့သူကျွန်တော်ဖြစ်ချင်တဲ့အတိုင်းပဲသူကနောက်ကနေပြီးတော့အကောင်းဆုံးလိုက်လို့လေဒီဒီမှာကျွန်တော်တယောက်တည်းနေရတဲ့ခါမှာသူက အဲမိသားစုလိုလည်းဟုတ်တယ်ကိုရဲ့ make up artist လိုလည်းဟုတ်တယ်ကိုရောရှင်တော့အကိုရောတော့အမလိုရောအာဟုတ်ပါဘူးအမလိုရောညီမလေးလိုရောဆိုတော့ကိုရဲ့မောင်နှမတွေတော့ခင်ဆုံးလို့လည်းပြောပြီးတော့ရှင်အားကိုတော့တယောက်နဲ့တယောက်ကကျတော့သူလည်းတယောက်တယ်ကျွန်တော်လည်းတယောက်တယ်ဖြစ်နေတဲ့ကြောင့်ပါလေအဲကျွန်တော်တို့တန်တန်မင်မင်နဲ့ပြောဖြစ်တယ်ဒါပေမဲ့သူနဲ့ကျွန်တော်နဲ့ဆိုတော့ကျွန်တော်ကပို့ပြီးတော့လူကြီးဆန်တယ်ပေါ့နော်အများနဲ့ထိန်းပေးနေတာပေါ့နော်အာအတွက်ဆိုရဲဆိုရဲခါကျတော့ ါကြလို့ရှိရင်တော့အဲ့လိုမျိုးအဲကိုအရန်ဆိုးလာတဲ့ခါကြလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးတိတ်စကားမပြောတော့ကျွန်တော်အရန်ဆူဆူတာပါအဲ့လိုမျိုးလည်းကျွန်တော်မလုပ်ချင်တဲ့ခါကြတော့အဲ့လိုမျိုးကျွန်တော်သွားချင်တဲ့ပုံစံတော့ကျွန်တော်တပြည့်ပြည့်တော့ပုံသွင်းနေကြတယ်ပုံသွင်းပြီးတော့ရှိရင်တော့သူလည်းအဲ့လိုမျိုးဟိုလိမ့်ပါဘူးအဓိကကျတော့ဘေးရမှာဆိုတော့ကိုကိုယ်တိုင်လုပ်ချင်တာပဲမရဘူးနော်ကိုဖြစ်စေချင်တာကိုအရင်ပေးရောက်ခါကြတော့မှအဲမြေတားရင်ပြီးလို့ရှိရင်တော့သူကိုယ်တိုင်လည်းကိုယ်ပုံမှန်လေးမျိုးပြန်ကောင်းပါ ကျွန်တော်ကတော့ကြောက်တယ်ကျွန်တော်ကတော့အရင်ကတည်းကကျွန်တော်တယောက်တည်းနေတဲ့အခါကျတော့ကျွန်တော်နည်းနည်းတော့လူကြီးဆန်တယ်နော်လူကြီးဆန်တဲ့အခါကျတော့သူတို့တွေကကျွန်တော်စကားပြောတာဟုတ်အဲအိမ်ကအမတွေကစကားကျွန်တော်စကားပြောတာကျွန်တော်ကတော့နည်းနည်းလူကြီးဆန်တဲ့အခါကျတော့ဆိုတော့ခါကြလို့ရှိရင်တော့ကျွန်တော်တိတ်ပြီးတော့စူလာတော့ဘာလို့တိတ်တော့မလုပ်ခါကြအဲ့လိုမျိုးအဲကြီးလိုက်လို့ရှိရင်ကျွန်တော်ဘာပြောရှင်းလဲသူတို့တိတ်ရခါကြဟုတ်ကဲ့ပေါ့ဒါ step by step ပေါ့ပြောရရှင်တော့16ပြီ16လောက်အတူတူမျိုးလေးချက်ရှိတယ်ပေါ့ ရှိပါတယ်လိမ့်မာရင်ပေါ့ဘယ်ပိုင်းလေးဆိုတာလဲအခါကြလို့ရှင်အဲ့လိုမျိုးဟိုဘုံမယ်အလုပ်ပေါ်မှာမေးတဲ့တာပေါ့ဖြစ်တယ်ကျွန်တော်ကကျတော့ဟိုအလုပ်ကိုအာယုံစိုက်တာနဲ့တန်ဖိုးထားတာကိုကျွန်တော်ပို့တယ်ပို့ကြတဲ့အခါကျကျွန်တော်အလုပ်ပေါ်မှာဒီလေးဖြစ်တာပို့တော့ပို့ကြတဲ့အခါကျလို့ရှင်ဟိုပစ္စည်းမေးချင်နေတာတော့ပြောလို့ရှင်တော့တခုခုမေးသွားတဲ့အခါကျ ကြရတယ်။အဲ့ခါကျအဲ့ဒါတွေအရင်တင်ပေးရတယ်။ဒါကတော့ကျွန်တော်နဲ့မှမဟုတ်ဘူးပေါ့နော်။သူရှေ့ရှောက်ရမယ်။အဲသူရဲ့အလုပ်ပေါ်မှာပဲဖြစ်၊ဒီအလုပ်ပေါ်မှာပဲဖြစ်။ကိုယ်အလုပ်ကိုတန်ဖိုးထားမှဒီအလုပ်ကကိုယ်ပြန်ပြီးတော့ဟိုတန်ဖိုးထားမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒါသူ့ရဲ့ကောင်းစီရင်လို့ကျွန်တော်ကတော့ကျွန်တော်ပုံစံအတိုင်းကိုကျွန်တော်ရဲ့အတွေ့အကြုံတွေကျွန်တော်အလုပ်ကိုလုပ်တဲ့ပုံမှာကျွန်တော်တင်ပြပေးတာ။ ။ဟုတ်အမြင်နဲ့အိမ်မှာပဲစားနေရ။ဟုတ်ကဲ့ချက်ကြရ။ဟုတ်တယ်အိမ်မှာပဲစားနေ။ဒီကကျွန်တော်ကလည်းအဲ့လိုမျိုးလောကရတာလေကျွန်တော်အကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဝေယဝန်းစားတယ်ကျွန်တော်လောကရအကြိုက်တဲ့အတွက်ကြောင့်အခါကျရင်အခုကျွန်တော်ဒါရလို့လို့ရှိရင်လည်းသူ့ကိုကျွန်တော်စားတဲ့ဟာကကျွေးဖြစ်တော့ကျွေးဖြစ်တဲ့အခါကျတော့ကျွန်တော်ရဲ့လှရသူရဲ့လှ။ဒီအားကြောင့်အဲဒီကကျတော့ဒါကျွန်တော်တို့အမြဲတမ်းဟိုအလုပ်ပုံမှာပဲဖြစ် ပါစနယ်ဗီဇာအပြင်အများအားကိုယ်ကိုယ်တိုင်ခုနကကျွန်တော်ပြောလိုမျိုးပဲကျွန်တော်ကိုယ်တိုင်နိုးထွေးပေးလို့ပြန်ပြီးနိုးထွေးပေးတာကျွန်တော်သူ့ကိုဘယူဆိုင်ပေးလို့ပြန်ပြီးဘယူဆိုင်ပေးတယ်အဲ့ခါကျလို့ရှိရင်ဘီနာလူတွေလည်းမြင်ရတယ်ကျွန်တော်ကြောင်းနေတယောက်ဟိုအလုတ်တဘောဆိုတာအထက်ကျွန်တော်တို့ကြောင်းနေတယောက်ဘာတွေလိုအပ်လဲဆိုတာဖြည့်စင်ပေးရင်လည်းဟိုပြန်ပြီးဒီကျွန်တော်တို့ပြန်ပြီးမိသားစုဝင်တွေ relationship တွေဖြစ်သွားတဲ့ခါကျတော့လေအာဒီကိုယ်တိုင်လည်းဟိုကျွန်တော်မကောင်းဆိုလည်းပြကြတယ်ကျွန်တော်ပြန် ဟိုမှာဆိုသူမကောင်းဆိုရင်လည်းကျွန်တော်လည်းကြားရလက်တွဲနေတာပေါ့ကျွန်တော်တယောက်ဒီတိုင်းပဲနှိမ့်နိုင်နေပဲကျွန်တော်တို့အလုပ်တူလုပ်ကြတာအာဒီ shift beauty bands စံဖွင့်ပွဲရနေစားပြီးတော့အဲထပ်ပြီးတော့ customer အများကြီးနဲ့တူဆိုင်ွေးတွေအများကြီးအများကြီးတခြားမျိုးတွေလည်းထပ်ပြီးဖွင့်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ